လည်းမရှိဘူးတော်လို့လည်းမရှိပါဘူးတကယ်ကြောက်ရင်တော့ပြေးရမှာပဲဘာဟီးရိုးမှလုံမနေပါဘူး No no အော်အဲဟန်ဆောင်ပါလားပေါ့ဟန်ဆောင်ပါဟန်ဆောင်ချိန်အောင်ရပါမလားကိုယ်လည်းကြာအေးလေတကယ်ကြောက်ပါလေဆိုမှတော့အော်တကယ်ချစ်ရင်တော့ရှေ့ရနေတော့ကာကွယ်ပေးရမှာပေါ့ကြောက်တာတွေနောက်ထားပေါ့ပြီးမှသေးဆိုရင်ဆိုပါသေးပေါ့တကယ်နဲ့ကျွန်တော်ကန်ကောင်းတက်တာ အဲ့လိုမျိုးချောက်ခံရတဲ့အချိန်ဆိုအေးဆိုကြောက်သွားပြီဆိုတဲ့အချိန်ကကျွန်တော်အိုင်နာမှာမရှိဘူးအဲ့ကြောင့်မို့ကျွန်တော်ကမကြောက်တာတကယ်တော့ကျွန်တော်လည်းကြောက်တာပေါ့ကျွန်တော်ကမကြုံရတဲ့အတွက်မကြောက်တာကြုံရလဲဆိုတော့ကျွန်တော်ကကြုံကြုံလာရင်ကျွန်တော်ကတခြားအာယုံလွဲ့ပြတာကျွန်တော်ကတချင်းတွေကောက်အော်တာတို့ဇကားတွေပါကြည့်ရတာကျွန်တော်အရင်ကအဲ့လိုမျိုးအိမ်မှာတယောက်ခန်းထဲမှာကိုယ့်အကိုပဲတိုက်ခန်းငှားပြီးတော့နေရတာဟိုမရဘူးလည်းမရှိတော့အဲ့လိုဆိုရင်ကျွန်တော်အားကြောက်လာပြီးတော့တချင်းတွေပါကောက်ဆိုတော့ဇကားတွေပါကြည့်လိုက်တာဆိုတော့မေ့သွားဒီကစိတ်ပဲလေ စိတ်ကိုအာရုံကြောင်းလိုက်ရင်မေ့သွားတာပဲအော်သူတို့ဒီစီဒီနေ့20ရက်6လ2025မှာပြသတော့မယ်သူတို့စီရုပ်ရှင်ဇာတ်ကားကြီးရဲ့ pre pre show လေးဖြစ်ပါတယ်ခင်ဗျာဟုတ်ဖြစ်ချင်းကလေးဆုံးဆန္ဒတစ်ခုပေါ့နော်ကျွန်တော်ပိတ်ကားပေါ်မှာကျွန်တော်ရောက်ခူးခြင်းနဲ့အခုကျွန်တော်ရောက်ခွင့်ရခဲ့ပြီပေါ့ဒါကျွန်တော်ရဲ့ပထမဆုံးကားလေးပါဟုတ်ဒီကားလေးကပြည့်စက်တွေကြီးလို့ရှိရင် လို့ထူးခြားမှုရှိမယ်ဆိုတာကဆရာဦးမျိုးမင်းရဲ့ကားဖြစ်နေတဲ့အတွက်ဆရာဦးမျိုးမင်းကပြီးတော့ဆရာဦးမျိုးမင်းရိုက်ဟိုပြန်မရိုက်တော့ဘဲနဲ့ကြာခဲ့ပြီးမှပြန်ရိုက်တဲ့ကားဖြစ်တဲ့အတွက်ခံပတ်ပေါ့နော်အဲ့ဒီတော့အဲ့ကားလေးကကောင်းမယ်လို့လည်းကျွန်တော်တို့ကဟိုတရားခံတော့ယုံကြည်ပါတယ်ဆရာတော့အာဒီကားလည်းညကားဖြစ်တဲ့အတွက်ဟိုနိုင်စင်းနေကြီးရိုက်တာနိုင်စင်းနေရွေးရဲတော့ဟိုချိုးအဲ့လိုမျိုးခြောင်တို့ဖွဲ့လဲပါတော့သူကြားလေးဖြစ်တာမျိုးတွေရှိတယ် အဲပျော်စရာလေးရှိတယ်ကြောက်စရာလေးရှိတယ်ဟုတ်အဲ့လိုဖြစ်ပါလိမ့်မယ်ကျွန်တော်တို့ကျတော့ကျွန်တော်ကျစိတ်စိတ်ကအဲ့လိုမျိုးတယောက်တည်းဒီမှာရန်ကုန်မှာလည်းတယောက်တည်းပဲတိမ်အိမ်ထဲမှာတယောက်တည်းပဲနေခဲ့တာတွေများတော့ကျတော့အဲ့လိုသိပ်ပြီးတော့တော့ကြောက်စိတ်တော့မရှိဘူးတခုခုဆိုရင်တော့သူတို့ပြောရရှိတယ်အော်ကြားတယ်ကြားတယ်အတန်ကြားတယ်ဆိုဟုတ်လားကျွန်တော်ထောင်ကြည့်တယ်အဲဟုတ်လဲဟုတ်တယ်ဒါပေမဲ့ဟုတ်တယ်ဆိုရင်ဒါတကယ်ရှိတယ်လို့ကျွန်တော်တို့ကဟိုယုံပေးရမယ်ပြီးရင်အဲ့ဒါကိုလက်ခံရမယ်ပြီးရင်ကျွန်တော်တို့ ဟိုအမြဝစ်ပေးတယ်အဲလိုမျိုးစိတ်ထဲကနေလုတ်ပေးရတယ်အဲသူတို့ကြောက်တယ်ဆိုရင်တော့တကယ်လည်းကြောက်စရာကောင်းတဲ့အနေထားမှာရှိနေတဲ့အတွက်ကြောက်ရတယ်ဒါပေမဲ့ကျွန်တော်ကတော့ကြောက်တဲ့စိတ်ကိုတော့ဖယ်တယ်ပြီးရင်အမြဝစ်ပေးတယ်အဲလိုပြီးတော့မပြတ်သားဘူးပြဆက်နဲ့ကြားတဲ့အတန်မျိုးဥပမာပြောဟေးဟုတ်လားဆိုရင်ဟုတ်တယ်ဆိုတဲ့ဟာမျိုးဥပမာဟုတ်တယ်ဆိုတာကြီးတော့တကယ်ကိုပဲတော့မဟုတ်ဘူးဗျာသိလားဒါပေမဲ့ကြောက်တဲ့စိတ်ခံရှိနေတဲ့မိန်းကလေးတွေကနေကြားတဲ့အချိန်မှာသူကဟုတ်တယ်ဆိုရေးဆိုတဲ့ဟာမျိုးသူကကြားလိုက်ရင် ဟုတ်တယ်ပဲညာဆိုဟုတ်တယ်အဲလေတကယ်လဲသူတဲ့အတန်တော့တကယ်ထွက်လာတယ်ပြပသက်သာကြီးဒါမဟုတ်တာတကယ်နဲ့ကျွန်တော်ကန်ကောင်းတက်တာအဲ့လိုမျိုး၆ခံရတဲ့အချိန်ဆိုရေးဆိုကြောက်သွားပြီဆိုတဲ့အချိန်ကကျွန်တော်အိုင်နာမှမရှိဘူးအဲ့ကြောင့်မို့ကျွန်တော်ကမကြောက်တာတကယ်နဲ့ကျွန်တော်လည်းကြောက်တာပေါ့ကျွန်တော်ကမကြုံရတဲ့အတွက်မကြောက်တာကျွန်တော်လည်းဆိုတော့ကျွန်တော်ကြုံကြုံလာရင်ကျွန်တော်ကတခြားအာယုံလွဲ့ဖြစ်တာကျွန်တော်ကတခြင်းတွေကောက်အော်တာတော့စကားတွေပါကြည့်ရတယ်ကျွန်တော်အရင်ကအဲ့လိုမျိုးအိမ်မှာတယောက် ကန်းထဲမှာကိုယ့်အကူပဲတိုက်ခန်းငှားပြီးတော့နေရတာဟိုမိသားစုလည်းမရှိတော့အဲအဲ့လိုဆိုရင်ကျွန်တော်အားကြောက်လိုက်ပြီးတော့တချင်းတွေပဲကောက်ဆိုတော့ဇကားတွေပဲကြိလိုက်တာဆိုတော့မေ့သွားတကယ်စိတ်ပဲလေစိတ်ကိုအာရုံကြောင်းလိုက်ရင်မေ့သွားပဲတန်တော့ကွာနည်းနည်းတော့ရှိပြီလို့လည်းမရှိပါဘူးတကယ်ကြောက်ရင်တော့ပြေးရမှာပဲဘာဟီးရိုးမှလုံမနေပါဘူး No no အော်အဲဟန်ဆောင်ပါလာပေါ့ဟန်ဆောင်ဟန်ဆောင်ချိန်အောင်ရပါမလားကိုယ်လည်းကြာအေးလေတကယ်ကြောက်ပါလေဆိုမှတော့ ။အော်တကယ်ချစ်ရင်တော့ရှေ့ကနေတော့ကာွယ်ပေးရမှာပေါ့။ကြောက်တာတွေနောက်ထားပေါ့ပြီးမှသေးဆိုရင်ဆိုပါသေးပေါ့။ဒီကားလေးကကျွန်တော်ရဲ့ဘဝရဲ့ပထမဆုံးယုံတင်တဲ့ကားလေးဖြစ်တဲ့အတွက်ကျွန်တော်အအတိုင်းစားမရှိဘူးစိတ်ဝင်စားနေပါတယ်ရင်လဲခုန်နေပါတယ်ကျွန်တော်လဲကျွန်တော်တက်တက်လောက်လေးတော့မှတ်တက်လောက်လေးတော့လှုပ်ထားတယ် ကျွန်တော်တက်တော့လေးမက်တော့လေးအပြင်ဆရာဦးမျိုးမင်းရဲ့တင် जा မှုတွေနဲ့အတူကျွန်တော်ဆရာရဲ့ဖိတ်ခေါ်ရအောင်ပဲကျွန်တော်လိုက်သွားတာဖြစ်တဲ့အတွက်ဟုတ်